မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရင်ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်မေလ14ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတ်တင်ပါရင်နေ့ရက်စင်တိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်တောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားရှင်ခြေစွတ်တင်ပါရင်နေ့တိုင်းတမန်တရားကိုစင်ကြင်ခွန်အားယူနားထောင်တော်သူအားလုံးကိုကောင်းချီးပေးတယ်နောက်ကဘတော်အဖြစ်တိဆောက်เสียဖြစ်စေပါ အခုလည်းကျွန်တော်ပြောခြင်းထက်ကိုတော့ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖရာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော်တမချန်းစာမှာတွေ့ရတဲ့မိုက်တော်အမျိုးသမီးများနဲ့ပညာရှိအမျိုးသမီးများဒါကိုကျွန်တော်နားထောင်နေပါれအော်ချန်းစာထဲမှာမိုက်တော်အမျိုးသမီးတွေရှိတယ်လို့ပညာရှိသောအမျိုးသမီးတွေလည်းရှိပါれ အဲ့တော့အဲ့ထိကနေမှမိုက်သောအမျိုးသမီးတွေလို့ခေါ်ခြင်းခံရတဲ့အမျိုးသမီး9ယောက်နဲ့ပညာရှိအမျိုးသမီး9ယောက်ကြောင်းအဲကျွန်တော်စင်ကျင်ခေါ်အားယူမှာဖြစ်တယ်။အဲ့တော့ဒီကနေ့ကျွန်တော်မိုက်သောအမျိုးသမီးတွေကို နားထောင်နေတာဒီကနေ့ဆိုရင်တော့ကျွန်တော်၄ယောက်မြောက်ကိုရောက်ပြီးဖြစ်တယ်။အဲ့တော့နံပါတ်1ဘာမှတယောက်ကတော့ဒေလီလာဖြစ်တယ်။သုတ်တန်ကြံကန်းကြီး23ငွေ29ရင်သုတ်တန်တရားသူကြီးမှာစာခန်းကြီး16ငွေ16က21ထိဖိုင်တွေ့ရမယ်ဒီလီလာရဲ့အသက်တာက နတ်သောကျုံနဲ့တူတဲ့ပြည်တစားဖြစ်တယ်သူနဲ့ပတ်သက်ပြီးကျွန်တော်အများကြီးနားထောင်ခဲ့ပြီဖြစ်တယ်နံပါတ်1ကတော့ Potty Pha Main မှာဖြစ်တယ်တုတ်တန်ကြံကိုင်း22အငယ်24ကောင်းချမ်းကရင်39အငယ်9ကနေ20အထိဖိုင်ကျတော့အဲ့မှာသူ့အကြောင်းတွေ့ရမယ်။သူကတော့နတ်သောမြေတွင်းနဲ့တူတဲ့အမျိုးပြတ်တဲ့မိန်းမရဲ့နှုတ်လို့အဓိပ္ပာယ်ရတယ်။သူ့နှုတ်ကြောင့်ရောသက်ထောင်ထဲရောက်သွားတယ်။သူ့နှုတ်ကသူ့တပားတွေကိုဒုက္ခပေးတဲ့နှုတ်ဖြစ်နေတယ်။ဒါကိုလည်းကျွန်တော်အများကြီးနားထောင်ခဲ့ပါပြီ နံပါတ်3တတိယတယောက်ကဟီရိုဒီဖြစ်တယ်။သုတ်တန်ညာကြီး27အငယ်19ကိုဖတ်ရင်တွေ့ရမယ်။မဿဲခန်းကြီး14အငယ်6က17ထိဖတ်ရင်တွေ့ရမယ်။အဲသုတ်တန်ညာကြီး27အငယ်19မှာအတူမနေသင့်သောစိတ်တူရန်တွေ့တတ်တဲ့မိမအဲ့ဒါဟီရိုဒီဖြစ်တယ်။ဟီရိုဒီကသူ့ရဲ့တတ်မှတ်တဲ့စိတ်နဲ့သူ့ရဲ့ခွမလွတ်တဲ့စိတ်နဲ့နှချင်းဆရာယောဟန်ကိုအကောင်းဖြတ်ခိုင်းနေဆိုတော့တွေ့ရတယ်။ဒါကျွန်တော်အများကြီးနားထောင်ခဲ့ပြီဖြစ်တယ်။ အဲ့တော့ဒီကနေ့ကတော့ကျွန်တော်နံပါတ်4နံပါတ်4ကတော့ယေဇဗေလယေဇဗေလနဲ့ပတ်သက်ပြီးတုတ်တန်ညာခန်းကြီးစက်တဲ့ငွေ22မှာဒီလိုပြောရယ်တမန်သရီမရှိအစင်းလာသောမိမသည်ဝတ်နှကောင်းမှာဝတ်မနှကောင်းပြား၌တတ်သောရွှေတစားနဲ့တူ၏အစင်းတော်လာတယ်တဲ့တမန်သရီမရှိတဲ့အမျိုးသမီးကဒီဝတ်မနှကောင်းပြားမှာတတ်တဲ့ရွှေတစားနဲ့တူ၏ ဝတ်တရားရွှေပဲဖြစ်ဖြစ်ပလဲပဲဖြစ်ဖြစ်ကြောက်မြတ်ဗရမယဘလောက်နဲ့သူတို့ကိုထားထားအချိန်တိုင်းရွှွန်မဲ့လူးတယ်ဝတ်ကဘောက်တော့ရွှွန်မဲ့ကြိုက်တယ်ဒီလိုပဲနဲ့တမန်တော်မရှိတဲ့သူဟာအစင်းဘလောက်လှလာတဲ့အချိန်တိုင်းရင်မိုက်မဲတဲ့အရာပဲလောက်တတ်တယ်အဲ့ဒါဘာလို့လဲရေစပေလဖြစ်တယ်ဘောက်သူနဲ့ပတ်သက်ပြီးသိချင်ရင်၄ခန်းကြီး၉အငွေ30ကနေ38ထိဖိုင်းရင်အဲကျွန်တော်အဲ့မှာတွေ့ရမယ် ။အော်ဒီယေဇဗေလဆိုတာကအာဟမင်းကြီးရဲ့မိန်းမဖြစ်။အလွန်ဆိုးတဲ့အမျိုးသမီးတူဖြစ်တယ်။အော်ဒီယေဇဗေလကိုတမာတတိမရှိသောမယန်းလို့ပြောခြင်းတယ်။အတူကတမာတတိမရှိဘူး။အစင်းတော့သူ့မှာလှခြင်းရှိတယ်။ဒါပေမဲ့သူလှုပ်တဲ့လှုပ်ရက်တွေအားလုံးကညစ်ညူးခြင်းနဲ့လွဲမှားခြင်းတွေပေါ်တာဥတီနေတယ်ဆိုတွေ့ရတယ်။တော့ဒီယေဇဗေလကအာဟရဲ့မယားဖြစ်တဲ့ အာဟမင်းကြီးရဲ့မိဖုရားဖြစ်တယ်အဲ့တော့ကျမ်းစာထဲမှာဣသရေလမျိုးတွေပထမဆုံးအုပ်ချုပ်တာရှောလုဖြစ်တယ်ဒုတိယအုပ်ချုပ်တာဒါဝိဖြစ်တယ်တတိယအုပ်ချုပ်တာရှောလမုန်ရှောလမုန်ပြီးတဲ့အခါတိုင်းပြည်နှစ်ချမ်းကွဲတယ်တောင်ပိုင်းနဲ့မြောက်ပိုင်းအဲ့တော့တောင်ပိုင်းရဲ့မြို့တော်ယေရုရှလင်မြို့ဖြစ်တယ်တောင်ပိုင်းကိုအုပ်ချုပ်တာကရှောလမုန်သားယောဘောင်အုပ်ချုပ်တယ်မြောက်ပိုင်းကိုအုပ်ချုပ်တာတော့ရှောမုံရဲ့ပြီးသူကဆရာနေဘတ်ရဲ့တာကြီးရောပေါအုပ်ချုပ်တယ်။အဲဒီရေရောပေါ အုပ်ချုပ်တဲ့မြောက်ပိုင်းရဲ့ဘရင်အာဟတ်မင်းကြီးရဲ့မိဖုရားသည်ယေဇဗေလဖြစ်တယ်။အော်ယေယောဘောင်ပြီးတဲ့အခါယေယောဘောင်ယေယောဘောင်နဲ့ရွာဆန်တဲ့အခါနာဒတ်တက်လာ။နာဒတ်ပြီးတဲ့အခါဘာရှာဘာရှာပြီးတဲ့အခါအီလာအီလာပြီးတဲ့အခါဇီမရီဇီမရီပြီးတဲ့အခါအော်မရီအော်မရီပြီးတဲ့အခါအာဟတ်မင်းတက်လာတယ်။အဲ့တော့မြောက်ပိုင်းရေရောဘောင်ကနေစရည်လိုက်ရင်ခုနှစ်ယောက်မြောက်ဘရင်သည်အာဟတ်မင်းကြီးဖြစ်တယ် အဲ့တော့ဒီမြောက်ပိုင်းရဲ့မြို့တော်ကရှမာရိမြို့ဖြစ်တယ်။အဲ့တော့အာဟိရဲ့အဖေနာမည်အော်မရီဖြစ်တယ်။စစ်သူကြီးဖြစ်တယ်။ဒါပြင်ရက်ဆက်ချမ်းချုပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အာဟကလည်းရက်ဆက်ချမ်းချုပ်တယ်။သူမိမရေစပေလလည်းအလွန်ဆိုးတယ်။အဲသူလူလင်မယားနှစ်ယောက်ပေါင်းပြီးတော့သူများတွေကိုဒုက္ခပေးတယ်။အနည်းဆက်ဆုံးဆိုရင်တော့အဲ့ရေစပေလအာဟရဲ့နန်းတော်ဘေးမှာရှိတဲ့နာဘုတ်ဆိုတဲ့သူရဲ့ဇပိဥယျံကို မတရားလိုချင်တဲ့အခါ ဒီရေစပီလာနာဘုတ်ကိုခဲနဲ့ပောက်တက်ပြီးတော့အဲ့ဒီမြေကြီးကိုမတရားသိမ်းခဲ့။အော်ဒီဟောက်ကြည့်ကြပြန်အာဟမင်းကြီးနဲ့ရေစပီလာမြေကြီးတွေမတရားသူအများကြီးသိမ်းခဲ့တယ်။လူတွေအများကြီးတတ်ခဲ့တယ်။ပြောချင်တာကလွင်မားတဲ့အရာတွေပဲသူတို့လူမြန်းနှောင်းလုတ်ခဲ့တယ်။ဒါကြောင့်လည်းသူတို့လူမြန်းနှောင်းနဲ့သက်ဆိုင်တဲ့သားခွနှစ်ချိတ်နော်အာဟကကျမ်းစာမှာသားခွနှစ်ချိတ်ရှိတယ်လို့ပြောတယ်။သားခွနှစ်ချိတ်ဆိုရေစပီလာတွေမဟုတ်အချမ်းမိဖုရားတွေအချမ်း မောင်မမိန်းသားနေနဲ့လည်းရတဲ့သားတွေလည်းပါလိမ့်မယ်အဲ့ဒီအားလုံးပေါင်းသား80ရှိအဲ့သား80တရထက်အသက်ခံတရထက်အသက်ခံဘာကြောင့်လဲဆိုဒီအာဟတ်နဲ့ယေဇဗေလသူတို့ဘာလို့သူတို့မတရားလုပ်ခဲ့လဲဒါကြောင့်ဒီယေဇဗေလသူ့မှာအစင်းလှခြင်းတော့ရှိဒါပေမဲ့သူကတမာတိမရှိတဲ့အခါညဉ့်ညမ်းတဲ့အရာလွဲမားတဲ့အရာတွေနဲ့ပဲသူအသက်ရှင်ခဲ့တယ်ဆိုတော့ကိုစံစာမှာတွားပြီးတော့ တွေ့မြင်ရ။ဒါရေစပီလာစိုးညစ်တဲ့အမျိုးသမီးတယောက်လို့ပြောရင်မမှောင်။ဒီရေစပီလာကအေဒုံမင်းကြီးရဲ့သမီးလည်းဖြစ်တယ်။အဲဒီရေစပီလာရဲ့အဖေနာမည်အေတဘာလလို့ခေါ်တယ်။အေတဘာလအဲ့ဒါဇီဒုံမင်းကြီး sorry အေဒုံမဟုတ်ဇီဒုံမင်းကြီး။အဲ့ဇီဒုံဆိုရကအရင်တော့ဒီခါနန်ပီရဲ့မြို့တော်ကဇီဒုံမြို့ဖြစ်တယ် နော်ဇီရုံမြို့ကခါနာဘီရဲ့မြို့အဲဒီခါနာဘီကိုအစ္စရေးတွေကသိမ်းလိုက်တဲ့အခါမှာအဲခါနာဘီရဲ့မြို့တော့ယေရုရှလင်ဖြစ်လာတယ်။နောက်ဒီယေဇဗေလကအရင်တော့ဒီခါနာဘီရဲ့မြို့တော့ဇီဒုံမြို့ကိုအုပ်ချုပ်တဲ့ဇီဒုံမင်းကြီးအေတာဘာလရဲ့တမီးလေးဖြစ်တယ်။သူကလွင်မန်းစွာ ကိုးကွယ်တဲ့ဘာလတွေကိုကိုးကွယ်တယ်။အဲတော့ဘုရားသခင်ရဲ့ယွန်ရှာခြင်းကိုသူတို့ခံရတယ်။ လူတွေရှေ့မှာလဲမတရားလုပ်တဲ့ခါမှာဆက်ဆုပ်ယွန်ရှာခြင်းတွေသူတို့လည်းမြန်နေရောက်ခံဒါပေမဲ့သူတို့ကယူမဆိုင်ဘူးလှုပ်ဆဲလှုပ်မြဲပဲဒါကြောင့်လဲဒီအာဟမင်းသိတဲ့အခါစစ်ပွဲတွေမှာသွားတိုက်တဲ့အခါလူတယောက်ကမရည်ရွယ်ပဲဖြစ်တဲ့မြားမှန်ပြီးသူသိခဲ့ရသူသိတဲ့အခါမှာသူ့ရဲ့အလောင်းကိုဒီရှမာရိရေကမှာစေးတဲ့အခါမှာခွေးတွေကသူ့သွေးကိုလာရက်တယ်ဆိုတော့သတ်တွေ့ရတယ်အဲ့ဒါလဲပရောဖက်အီလီယာနဲ့ဘုရားသခင်ကပြောတယ် အာဟတ်ကသူမြောက်မတရားလုပ်တဲ့ကြောင့်အာဟတ်ကသူ့မိမကိုမြို့ထဲမှာတင်ရင်ခွေးသွေးရမြို့ပြင်မှာတင်ရင်မိုးကောင်းငင်ငှက်တည်းဆားမယ်လို့ပြောတဲ့စကားသူပြည့်စုံအဲ့တော့လူမြန်နေရောက်ကနှစ်ယောက်လုံးကစိုးညက်တော်သူတွေဖြစ်တယ်။အဲ့မှာပို့ပြီးစိုးညက်တာတော့သူ့မိန်းမရေစပီလာဖြစ်တယ်။ဟုတ်ကျွန်တော်လေ့လာတဲ့၄ယောက်မြောက်အဲ့တော့မိုက်သွန်မျိုးသမီးတွေမှာပါတယ်။ကျန်တာမှာအလွန်မိုက်မဲမိုက်မဲမိုက်မဲလုံးတဲ့မျိုးသမီးတွေမှာရေစပီလာပါတယ်။ သူ့လောက်ရက်တွေတခုမှမမှောင်အကုန်လွဲတယ်လူတွေ့ရင်တတ်တယ်သူများတွေရဲ့စီစဉ်အုပ်ဆရာမတရားသိမ်းတယ်ပရောဖက်တွေကိုလည်းတတ်ပစ်တယ်သူကပရောဖက်ရောက်တရားကိုသူတို့တတ်ဖို့လုပ်နေတဲ့ချိန်မှာပဲအဲ့အာဟမ်မင်းကြီးရဲ့နန်းတော်ဥအော်ဘရီလို့ခေါ်တယ်။အကျဉ်းကမှအော်ဘရီနာဂတိကျမ်းဆိုတာရှိတယ်။အဲ့ဒီအော်ဘရီနာဂတိကျမ်းရေးတဲ့ proper အော်ဘရီကိုပြောတာမဟုတ်ဘူး။အာဟမ်မင်းကြီးရဲ့နန်းတော်ဥကလည်းအော်ဘရီပဲနာမည်တူတယ်။ ဒီအော်ဘရီကသူ့ရဲ့မြေတွင်းထဲမှာပရော့ဖက်အယောက်90 90စီကိုဖြတ်ထားပြီးမုံနဲ့ရေကျွေးပြီးအသက်ကယ်ခဲ့။တောင်ကျမ်းစာမှာဒီအော်ဘရီကိုဖျားရှင်ကောင်းချီးပေးတယ်။အာဟမင်းရဲ့နန်းတော်အုပ်။အာဟမင်းကတော့မတရားလုပ်နေပေမဲ့သူ့နန်းတော်အုပ်ကမှန်ကန်တဲ့တမန်တော်အတိုင်းလုပ်။တော်ဒီအာဟမင်းရဲ့နန်းတော်အုပ်အော်ဘရီအကြောင်းကျမ်းစာမှာကြီးကြီးမားမားတော့အများကြီးတော့မရေးဘူး။ အဲသို့တော်ညာလေသူတမာတတိနဲ့အသက်ရှင်ပြီးလှုပ်ဆောင်ပြီးထောက်ဖြောက်ကိုကြောက်ရွံ့ယူတည်တဲ့အကြောင်းတွေတော့ရေးသားထားတယ်အဲဒီရေစပီလာလိုက်သတ်မဲ့ prophet တရားကိုသူကဖွက်ပြီးကယ်ခဲ့မှုတယ်ဒါကိုကြည့်ပြီးအဲ့ Aubrey ရဲ့မိသားစုကိုဖျားရှင်ကောင်းချီးပေးတယ်တောင်းဒီအာဟာနဲ့ရေစပီလာတို့အကြောင်းပြောရင်အများကြီးပဲဒါကြောင့်အာမင်းကခုနမရည်ရွယ်ပဲဖြစ်တဲ့မြားမှန်ပြီးသေခဲ့သူသေပြီး မကြာခင်မှာပဲအနေငယ်နဲ့အနေငယ်ကြာတဲ့အချိန်မှာပဲပေါ့ရေစပီလာလည်းသိတယ်အဲ့တော့ဘာလဲဆိုတော့ဒီရေစပီလာ သေတာနဲ့ပတ်သက်ပြီးဒါလေးကိုဖတ်ခြင်းနဲ့လေးရခန်းကြီးကိုငွေ30ရာနဲ့38ထိဖတ်ရင်ဒီရေစပီလာသေတဲ့အကြောင်းအရာတွေ့ရတယ်အဲ့တော့ဘာလဲဆိုတော့ရေစပီလာကဒီရေစရီလာဆိုတဲ့မြို့သူရဲ့မျက်စိတွေကိုမျက်နာတွေကိုလိမ့်ချပြီးပဒင်းဘောက်ဝါမှာမတ်တည့်ရတဲ့ကရေဟုဆိုတဲ့သူ အဲ့ယေဟုဆိုလည်းဒီမြောက်ပိုင်းဣသရေလတိုင်းပြည်မှာဘယင်ဖြစ်လာမဲ့သူပေါ့အဲ့ဒီယေဟုကလမ်းလျှောက်လာတဲ့အခါဒီမျိုးမီးကအဲ့ယေဇရီလမျိုးရဲ့သုံးဓာတ်အပေါ်မှာသူကမတည့်ရချိအဲ့ဒီချိန်မှာပဲယေဟုကပြောရပဲနော်ဒီအာဟမင်းကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီယေဇဗေလတို့ရဲ့မတရားလုပ်တာတွေကိုယေဟုကအကုန်လုံးသူသိတယ်။ယေဟုကအကုန်သိတယ်။ အဲ့တော့ဒါကြောင့်ယေဟောကပြောတယ်ငါဘာမှဘာသူနေမလဲတဲ့အခုသင်အဲ့ဒါတွေဖတ်ချင်းလေးရခန်းကြီးကိုငွေ30 38ထိဖတ်ရင်တွေ့ရအဲ့ဒီမှာမိမဇိုးအုပ်တွေကဘာလုပ်လဲဆိုချက်ချင်းဒီဂျေဇဘီလာကိုယေဟုပြောတဲ့အတိုင်းအဲ့သုံးသက်တိုက်ပေါ်ကနေတွန်းချယေဟုကပြောတယ်အဲ့မိမကိုတွန်းချကောအဲ့ဒီမှာပဲတွန်းချတဲ့အခါအောက်ပြုတ်ကျတဲ့အခါမှာရုတ်တရက် on the spot ပေါ်ခြင်းပြီးသေးဒီဂျေဇဘီလာ ပြီးတဲ့ခါမှာယေဟုကအဲ့ဒီယေဇဗေလရဲ့ကိုခန္ဓာပေါ်နင်းပြီးတော့မှနန်းတော်ထဲဝင်ပြီးအစားစားလိုက်သေးတယ်။အဲ့ဒီချိန်မှာပဲယေဟုကပြောတယ်အိမ်မိမချိန်အပ်တယ်မိမတဲ့ကဲသူ့သွားတဲ့ဂျိုကွာဆိုဂျိုဘို့သွားကြည့်တဲ့အခါအဲ့ဒီပြုတ်ကြတဲ့နေရာမှာပဲခွေးတွေကသူ့ကိုလာစားတော့ဥကောင်းကွန်ခြေပြားလက်ဖွားတွေပဲတွေ့ရတယ်။အဲ့ဒီချိန်မှာပဲယေဟုကပြောတယ်ကဲအဲ့မှာယေဇေလရဲ့မြေကွက်မှာယေဇဗေလကိုဂျိုလိုက်ကွာဆိုဂျိုတဲ့အခါအဲ့ဒီဂျိုတဲ့တင်းညာနောက်ချီးပုံဖြစ် ်လောက်ဝမ်းနေစရာကောင်းတယ်အဲ့တော့ဒီຢာတွေကိုဖတ်ချင်ရင်နော်ခုနဟာလာပေါ်ပြခဲ့တဲ့အတိုင်းပဲ3 400ခန်းကြီးကို30ရ38ထိဖတ်ရင်ဒီအကြောင်းຢာတွေတွေ့ရအဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်ဒီရေစပီလဆိုတဲ့အမျိုးသမီးဟာရုပ်ရည်တေရတယ်အချက်တကွဲပြီးတေရတယ်ဘာကြောင့်လဲတမာတတိမရှိတဲ့အမျိုးသမီးမိုက်မဲသောသူဖြစ်တယ်သူသူများတွေကိုရုပ်ရည်ဒုက္ခတွေပေးတယ်သူများတွေကို အန်ဒီရီပြုတ်တဲ့ကသူ့ဘဝမှာလည်းအန်ဒီရီကိုနောက်ဆုံးချိန်ထိရင်ဆိုင်ရ ပြောချင်တာကကြီးလန့်စာစသူတို့လင်မယားနှစ်ယောက်ဘယ်သွားသွားမျက်နှာမပွင့်လောင်းဒီမြောက်ပိုင်းရှမာရီတမျိုးလုံးကသူတို့မကြိုက်ကြည့်မရချိန်စဲတောင်းဒီမျိုးမျိုးဘာလို့ခေါ်လဲဆိုတော့ချိန်အပ်တော်သူလို့ခေါ်တယ်ဒါကြောင့်ဒီ လေးရခန်းကြီးကိုငယ်34မှာဒီလိုရေးထားတယ်စားတော့ပြီးမှထိုအချိန်အပ်သောမိမသည်ရှင်မင်းသမီးဖြစ်သောကြောင့်တွား၍တကြိုလောဟုဆိုသည့်တိုင်ဒီယေဟုဟာတွားတကြိုခိုင်းလိုက်တာကဲခုနပြုတ်ကြတဲ့နေရာမှာအလောင်းယူသွားပြီးတကြိုလိုက်กว่าလို့ပြောတဲ့ခါ तू ကရေစပေလလို့တောင်းပြောချိန်ရတဲ့မိမလို့ပြောတယ်ပေါ့လူများစွာရဲ့ချိန်စာတွေကဒီမျိုးသမီးပေါ်မှာတွားစုနေလူတွေကဒီမျိုးသမီးနဲ့ဒီအာဟတ်ကိုအမျိုးမျိုးချိန်စေတယ်ဒီအရာတွေကတွားပြီးတိုက်ရအောင် ောက်ဆုံးသွားကြိုးဖို့ကြည့်တဲ့အခါခွေးတွေကစားသွားပြီးတော့ဥကောင်းကွန်လက်သေးကွန်တွေပဲခြိပွားလက်ဖွားတွေပဲမြင်ကြံတယ်ကြံတာအကုန်မရှိတော့နောက်ဆုံးသကြိုတဲ့နေရာသကြိုလိုက်တဲ့အခါမှာအဲ့သကြိုတဲ့နေရာနောက်ချီးပုံဖြစ်သွားတယ်တောက်တရားကိုကြည့်ကြရန်ဖြစ်ရေစပီလာရဲ့အသက်တာမှာစင်ကျင်စရာပေါ့နော်အချက်ကလေးလေးချက်ကိုကျွန်တော်တွေ့ရတယ်နံပါတ်1ဘရန်ချက်ကတော့ဘာလဲဆိုတော့သူကဒီစီးစိမ်ယာဒူးတွေနဲ့သူရှိတဲ့အရာတွေပေါ်မှာသူကရစ်မှုနေတဲ့အမျိုးမျိုးဖြစ် နားလည်အောင်ပြောရင်တော့သူ့မှာရှိတဲ့အရာကိုသူ့မျိုးကိုပေးကမ်းခြင်းမရှိတဲ့ပြင်ဒီရှိတဲ့အရာပေါ်မှာရစ်မှုပြီးအသက်ရှင်တာဒါကြောင့်သူ့ရစ်မှုခြင်းအလုံးကသူ့အတွက်ဆုံးရှုံးခြင်းပဲဖြစ်စေတောင်ဒီကနေ့ကျွန်တော်တို့ကိုဘုရားသခင်ကပေးထားတဲ့အရာဆိုတာသူတို့ဘဝကိုကူညီဖို့မေတ္တာပြဖို့ပေးကမ်းဖို့ဘုရားသခင်ကောင်းမြတ်ကြောင်းချီးမွမ်းဖို့ဘုရားကောင်းကြီးမင်္ဂလာပေးထားတာဒါပေမဲ့ယေစပိလာသူရတဲ့အရာတွေကိုဘုရားပေးတယ်လို့ဘယ်တော့မှမပြောဘူး ဒီစီစိန်နေနဲ့ရစ်မှုပြီးသူမတရားလုပ်ဖို့ပဲသူစဉ်းစားတယ်ဒါကြောင့်သူရှိတဲ့စီစိန်နေအကုန်ကုန်တယ်ဒါကြောင့်သူကနံပါတ်၁စီစိန်နေရှိတဲ့ယာဓူးတွေပေါ်မှာရစ်မှုနေတဲ့သူကရေစပီလဖြစ်တယ်နံပါတ်၂ဒုတိယချက်ကသူ့မှာကိုချင်းစားတဲ့စိတ်မရှိဘူးကိုချင်းစားစိတ်မရှိဒီနာဘုတ်ရဲ့စပီဥယျံကိုသူ့ယောက်ျားလိုချင်လို့နာဘုတ်ကိုမတရားတတ်တဲ့အခါနာဘုတ်ကအသွေးကဘုရားရှင်អော်တယ်ပဲ နာဖို့တည်တဲ့ခါနာဖို့အမျိုးတွေကအလွန်ခံစားရတယ်ဒါမှတရားလုံးချင်းခံဒါမင်းရည်စပီလာမတိချောင်ဆောင်နောက်ဆုံး तू တည်တဲ့ခါမှာလေ तू ဘယ်သူမှဝမ်းမနေဘူးဘယ်သူမှမနှမျောပဲ तू တည်သွားတယ်အလွန်ဝမ်းနေစက်ကောင်းတယ် तू ဘဝကြီးရည်စပီလာတည်တယ်လို့ပြောနေဒီရှမာရိတမျိုးလုံးကပျော်ကြတယ်ဟာတည်တဲ့နာကြာပြီအဲ့လိုဆင်းရဲနေမှာဒီရည်စပီလာပေါ့အောင်းစရာ ဒါကြောင့်ပြောရမို့ဘယ်ရပြောတမာချမ်းစာ။အဲ့လို့ဆို तू ကိုချင်းစာစိတ်မရှိတဲ့အခါမှာ तू တည်တဲ့အခါလေ तू ဘသူမှမနှမျောပဲ तू တည်သွားတယ်။တောင်း तू ကစာနာမှုကင်းမဲတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။နံပါတ်3တတိယတယောက်တတိယချက်ကတော့ဘာလဲဆိုတော့လူများစွာရဲ့ယွန်ရှာခြင်းခံ။ခုနကကြောင့်ပြောသလိုယေစပီလာတည်တဲ့အခါဘသူမှနှမမနှမျောလူတွေက तू ယွန်ရှာတယ်။တောင်းလူများစွာရဲ့ချစ်ချင်းခံတာမင်္ဂလာပဲ။ တင်မှရွှေငွေစည်းစိမ်ဥစ္စာရှိတာမရှိတာအဲ့ဒါအရေးမကြီးဘူးတင့်ကိုလူတွေကချစ်နေတယ်ဆိုတာကမင်္ဂလာတစ်ခုပဲတကယ်ကောင်းမှအလွန်အမင်းကြီးတယ် mother treasure treasure ဆိုရတဲ့ပြာပန်ကလေးလို့ဒီပြရ sister ဘွားကနေသူ mother ဘွားကိုယောက်လာတယ်အချိုးပြူလာတယ်အများကြီးလှုပ်တဲ့အခါကဘာကြီးကသူ့ကိုချစ်တယ် mother treasure ဘုံတော်ဝင်စားတဲ့အခါတကဘာလုံးက warning ကြောင်းတက်သေးပြတယ် ဘောင်လူများစွာရဲ့ချက်ချင်းခံဒါပေမဲ့ရေစပီလောက်ကြောက်လူတွေကယွန်ရှာမုံတီးတဲ့အခါသူတည်တဲ့အခါမှာလူတွေကဘာပဲကျွေးကြော်ပြီးတော့ဝမ်းမြောက်တယ်တည်ပါစေလို့ကျိန်ဆဲခြင်းခံဘာကြောင့်လဲသူအသက်တာဝတမာတတိမရှိပဲအစင်းလာတဲ့အမိန်မဖြစ်သူတမာတတိမရှိဘူးဒါပေမဲ့အစင်းတော့လာတော့ကျောင်းဆရာပြောတယ် အစင်းလာခြင်းယဉ်ကျေးခြင်းဟာဒါလှည့်စားခြင်းနေပါတတ်ပါလေတဲ့ဒါပေမဲ့ထောက်ပြောက်ကြောက်ရွံ့တဲ့အမျိုးသမီးကိုဖျက်ရှင်ကောင်းကြည့်ပြီးတယ်ဒါကြောင့်ဒီရေစပီလာတမာတတိမရှိလုတ်ချင်ရလုတ်တဲ့အမျိုးသမီးတွေမှာသူပါတယ်ဒါကြောင့်ကျန်းစာတုတ်တန်၁၁၂၂ကတမာတတိမရှိအစင်းလာသောမိန်းမ what မတက်ခေါင်းဖျားမှာတက်တဲ့ရွှေတစားနဲ့သူပြောချင်တာ what တွေကရွှေထားတာငွေထားတာဘာထားတာသူတို့ဂီကိုမဆိုင်သူတို့ရှွန့်လူဖို့ပဲစဉ်းစားတယ် ပြောကြတာညဉ့်ညမ်းတဲ့အရာပဲသူတို့လှုပ်ချင်တဲ့အရာပဲသူတို့လှုပ်တာတောင်းတမန်တော်မရှိတဲ့အမျိုးသမီးဝတ်မနဲ့နှိုင်းတာတောင်းရေစပီလာအဲ့ဒီသတ္တာထဲမှာသူရှိတယ်နောက်နံပါတ်၄နောက်ဆုံးချက်ကဆိုရုပ်တရက်အဆက်ကွဲပြီးသိရသူရုပ်တရက်အဆက်ကွဲတယ်ရုပ်တရက်ဒီတုံးတက်အမြင့်ပေါ်ကနေပြုတ်ကျပြီးတော့သူသိရတယ်တိရက်ကလည်းဂျိုးဘူးတော့ကြည့်ရကခွေးစားပါတယ် အဲ့ဒီရှိတဲ့အရာလေးသွားမြုပ်တော့လေနောက်ချီးပုံထပ်ဖြစ်တယ်အဲ့ဒါမိုက်မဲတဲ့အမျိုးသမီးရေစပီလာဖြစ်တယ်တောင်းဒီကနေ့ကျွန်တော်ရဲ့သက်တာမှာကျွန်တော်စင်ကျင်စရာကကျွန်တော်ရဲ့စင်တိုင်းနှုတ်ကွက်တော်ကိုခံယူနေတဲ့အခါမှာဒီသမာတရားကျွန်တော်ဉာဏ်ပညာတွေပြီးတယ်လှုပ်သင်မလှုပ်သင်ပြောသင်မပြောသင်ဆောင်ရွက်သင်မဆောင်ရွက်သင်သွားသင်မသွားသင်အကုန်လုံးတမန်ကျမ်းစာဖော်ပြထားတယ် ဒါတွေကိုကျွန်တော်တို့ကကောင်းကောင်းပိုင်းခြားစွာဖြင့်နားလည်ပြီးတော့ခံယူလိုက်လျှောက်ရင်ကျွရှိရာအရက်မှာကျွန်တော်တို့ကိုဖရာသခင်ကငတ်သားငတ်သမီးတင့်ကိုငါနှစ်သက်တယ်လို့ခေါ်มาဖြစ်တယ်ပြောมาဖြစ်တယ်တောင်းဒီနေ့ကျွန်တော်ကတော်တဲ့နေရာရောက်နေဖို့မဟုတ်ပါဘူးကျွန်တော်ရောက်တဲ့နေရာမှာ တော်နေဖို့လို့ရောက်တဲ့နေရာမှာကောင်းနေဖို့လို့ရောက်တဲ့နေရာမှာတမာသတိရှိဖို့ ရောက်တဲ့နေရာမှာဖျားနဲ့သွားလာဖို့လိုပါတယ်။တောင်းရေစပီလာကတမန်သတိမရှိဘူးရောက်ရအရက်မှာမတရားလုပ်တဲ့အခါရှေ့ရအရက်မှာပဲသူနှီးကုန်ချို့။တောင်းဒီကနေ့တမန်သတိမရှိတဲ့ရေစပီလာအသက်တာမဖြစ်မိဘဲနဲ့တမန်သတိရှိပြီးဖျားတကယ်နှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်နိုင်တော်သူများဖြစ်ပါစေလို့အားပေးခြင်းနောက်ဆုံးဖြစ်ပျက်လေးတခုပြောပြီးနှီးကုန်ချို့ခြင်းနဲ့တခါတော့က စိတ်ယောဂါကုတဲ့ဆရာဝန်ကြီးရှိကိုအလွန်ချမ်းသာတဲ့တတိမကြီးတယောက်ကရောက်လာတယ်။အော်စိတ်ယောဂါကုတဲ့ဆရာဝန်ကြီးကဒီတတိမကြီးကိုမီးတယ်ဘာဖြစ်လဲ။အော်ဒီတတိမကြီးကပြောပါလေ။သူ့မှာကားပေါင်းများစွာရှိတဲ့ပတ်စံနေသူ့အိမ်မှာဘီရိုထဲမှာအထပ်လိုက်ရှိတယ်။သူ့ရဲ့ရေကက်တတာမှာစားစရာတွေအပြည့်ရှိတယ်။သူ့အိမ်မှာကော်စောတွေလည်းအကောင်းစားတွေဆိုဖာတွေအကောင်းစားမှုရာတွေအကောင်းစားအိမ်ကြီးကလည်းနန်းတော်တမျှခန်းနားတယ် ဒါပေမဲ့သူညတိုင်းငိုရတယ်စိတ်ဆင်းရဲဩစိတ်ယောဂကုဆရာဝန်ကြီးကပြောတယ်ဘာဒီလောက်တော့အများကြီးရှိတာခင်ဗျဘာလို့ငိုရတာလဲသူယောက်ျားသိပြီးကလေးကသူလောကကြီးမှာအသက်မရှင်ကျင်တော့သူမနေကျင်တော့ပျော်စရာလည်းသူဘာမှမရှိတော့အဲ့လိုခံစားနေအချိန်မှာပဲဆရာဝန်ကြီးကဒီမျိုးသမီးကိုခဏထိုင်နေအဲ့ဆရာဝန်ကြီးရဲ့ဒီစေကားမှာအလုလုံနေတဲ့အမျိုးသမီးတယောက်ရှိတယ် ဒရစီလေတန်ရှင်းလုပ်တဲ့အမျိုးသမီးပေါ့အဲ့မျိုးသမီးသူကလမ်းခေါ်လိုက်လာခဲ့ဘူးအဲ့ချိန်မှာပဲကုနာအိတ်လိုမင်းရတဲ့တထီးမကြီးကိုမပျော်ရွှင်တဲ့တထီးမကြီးကိုအဲ့တန်ရှင်းလုပ်တဲ့အမျိုးသမီးလေးကိုသူ့အရှိမထိုင်ခိုင်းပြီးဆက်ဝင်ကြီးကပြောရကဲဒီချမ်းသာတဲ့တထီးကြီးကိုမင်းရဲ့ဘဝအဖြစ်ပြပြောပြလိုက်ပါဦးကွာအဲ့ချိန်မှာပဲတန်ရှင်းလုပ်တဲ့အမျိုးသမီးကသူ့ရဲ့နာမည်မိတ်ဆက်တယ်ကျမနာမည်ဘယ်သူပါ ကျမလည်းခင်မွန်းရှိတယ်ဒါလေးရှိပါတယ်ကျမခင်မွန်းကနေမှာအလုပ်လုပ်ရင်းနဲ့ငှက်ဖျားနဲ့တည်သွားတယ်ကျမသားလေးကလည်းကြောင်းသွားရင်းနဲ့အယမူးသမားတယောက်ရဲ့မစင်မခြင်းမောင်းမှုကြောင့် on the spot ကတိုက်ပြီးတည်သွားတယ်အဲ့ဒီအစကျမလည်းစာလုံးမရအိတ်လုံးမရနေလို့မရတွေဖြစ်ခဲ့ပါတယ်ဘလို့မှလည်းနေလို့မရဒါနဲ့တဲ့ကျမက အလုတ်ကလေးတစ်ခုရတော့ကျမဝင်လှုပ်ရင်းနဲ့အိမ်ပြန်လာတော့သားနဲ့ယောက်ျားကိုပဲတွေးတွေးပြီးသတိရပြီးတော့စမွန်အိပ်ပျော်ဖြစ်တဲ့ချိန်အဲ့ဒီလောက်ကနေတနေ့တော့ကကျမအိမ်ပြန်လာတော့လမ်းမှာကြောင်လေးတစ်ကောင်ကမိုးမိတယ်အဲ့ဒီချိန်မှာပဲကျမအဲ့ကြောင်လေးကိုနှွေးထွေးစွာဖတ်ပြီးတော့အိမ်ခေါ်လာတယ်ခေါ်လာပြီးတဲ့အခါသူ့ကိုရင်၆အောင်တုတ်ပြီးတယ်အဲ့ဒီချိန်မှာကျမနွားနို့လေးသူ့ကိုတိုက်တော့ဒီနွားနို့လေးကိုဒီကြောင်လေးကတောက်ပြီးတော့ ကျမ6ရောက်တွေလက်တွေကို तू ကျေးဇူးတင်ကြောင် तू ခေါင်းနေ तू အပီးလေးတွေနဲ့ပုတ်ပြီးတော့ तू လုတ်ပြတော့တဲ့ကျမအဲ့မှာစပြုံးမိတယ်ပြုံးမိတယ်ကျမဘောမှာမပြုံးမိတဲ့အရာဒီအကြောင်းကလေးကိုကယ်လိုက်တဲ့နေ့ကစပြီးကျမထူးခြားမှုတစ်ခုခံစားရစပြုံးမိတယ်အဲ့ဒီတွေးရဘာတွေးဝင်လာလဲဆိုတော့အတွေးတစ်ခုဝင်နေငါဒီကြောင်ကလေးကိုဒီလိုလေးလှုပ်ပြီးလို့ဒီကြောင်ကလေးငါ့ကိုကျေးဇူးတင်တာတော့ငါဒီလိုပြုံးပြီးပြောရင် ငါလူပေါင်းများစွာကိုသာအချိုးပြုရင်သူတစ်ပါးကို ကောင်းတဲ့အရာလုပ်ပေးရင်ငါဘဝမှာ အမြဲပျော်ရွှင်မှုတွေရှိနေမှာပဲဒါကြောင့်နဲ့ကျွန်မအိုင်းနေရစပြီးတော့ကျွန်မအလုပ်ကိုသွားရင်လမ်းပေါ်မှာမီးပွိုင်းမှာလမ်းမကူတက်တဲ့အဖိုးဖွားတွေကိုကျွန်မကူပြီးကူပေးတယ်ပစကဘောဆင်းလာတဲ့သူတွေကမိုးရွာရင်ကျွန်မထီဆောင်ပြီးတော့ကာကီကိုပို့ပေးတယ်။သူကတော့ခိုင်းတာမဟုတ်ဘူး။သူသူမြောက်ကူညီပြီးတော့လုပ်ပေးခြင်းတယ်လား။ ပစကားပေါ်မှာကျွန်မထိုင်ရင်းနဲ့ကိုဝင်တယ်မိခင်နေအသက်ကြီးတဲ့သူနေရဟိုမရရင်ကျွန်မထပြီးထိုင်ပါလို့ပြောတယ်အဲ့လိုလှုပ်ရတာကကျွန်မဘောမှာဝမ်းမြောက်ခြင်းနေဖြစ်လာတယ်ပျော်လာတယ်အဲ့လိုหนีလိုက်တာဒီကနေ့ကျွန်မမှာတဲ့စိုးရိမ်ခြင်းပူပန်ခြင်းလည်းဘာမှမရှိဘူးတဲ့ကျွန်မလူတွေအားလုံးဘလို့ကူညီရမလဲပဲစဉ်းစားနေဘာကြောင့်လဲဆိုတော့ကျွန်မကူညီလေလေကျွန်မဘဝကိုပျော်လာလေလေပဲ ဒီသင်ရှင်မျိုးသမီးပြောတဲ့စကားလေးကိုကြားပြီးဒီသတိမှကြီးအချုံးမွဲချပြီးငိုတယ်။အကြမှာသူနားလေသွားတယ်။ငါမှတလောက်စီးစိမ်နေအများကြီးရှိပြီ။ငါသူမြောက်ဘာမှလည်းမပေးဘာမှလည်းမကူတော့ငါထဲမှာလည်းဘာတစ်ခုမှပျော်ရွှင်ခြင်းမရှိဘူး။ငါမှမြင်ရတဲ့ဥစ္စာတွေရှိပြီးငါမှမမြင်ရတဲ့ပျော်ရွှင်ခြင်းတွေဝမ်းမြောက်ခြင်းတွေဆုံးရှုံးနေပါလား။တောင်ဒီမြင်ရတဲ့အရာတွေကိုသူတို့ဘာကငါကူညီရင် ်ငါမမြင်နိုင်တဲ့အရာတွေကငါရှိမှပြန်ရောက်လာမှာပဲဆိုတော့တွေးပြီးအဲ့ဒီသထေးမရသူနောင်တရပြီးသူ့မှာရှိတဲ့အရာတွေကိုသူတို့ဘာကိုပေးကမ်းစွန့်ကျဲတဲ့အခါသူဝမ်းမြောက်ခြင်းရလာပြီးနောက်ဆုံးလူမှုကူညီရေးအသိဉာဏ်ဥက္ကဋ္ဌကြီးတောင်သူဖြစ်သွားတယ်ဒါလေးကိုကျွန်တော်စောက်တော့မှာဖတ်တော့သဘောချအလွန်ချမ်းသာတဲ့တတိမကြီး तू အကုန်ရှိနေတာပဲတန်းသူမပြောနိုင်ဘူးဖြစ်ပေါ့လို့ဆိုသူမျိုးပြီးဖို့ပြုတ်သူမိ့ သူများကိုအကျိုးပြုမှာမေ့တော့ကို့ဘဝမှာလည်းဘာအကျိုးမှမရှိဘူးလို့ဖြစ်တယ်။ဒါပေမဲ့သူတစ်ပါးကိုကြိတ်တက်တဲ့သူပေးတက်တဲ့သူရဲ့အသက်တာသူ့ထဲမှာဝမ်းမြောက်ချက်တော့သူပြန်စီစဉ်လာ။ဒီကနေ့ကျမ်းစာထဲမှာရေစပီးလာသူများကိုမပေးဘဲနဲ့သူများကိုတတ်ဖြတ်ဒုက္ခတွေပေးတာနောက်ဆုံးသူ့ဘဝလည်းဆုံးရှုံးသွားတယ်။ဒေါက်တာကြီးဂျော်ဂျ်မန်ရဲ့အသက်တာဂျော်ဂျ်မန်ဖေရကိုချိန်ပြီးမင်းဂျော်ဂျ်မန်ကျမမှာရှိတဲ့အရာခုနတန်ရှင်းလုပ်တဲ့အမျိုးမျိုးပြောတယ်ကမ္မတိုင်မှာကဘောကဆင်းတဲ့သူ ထီမပိုင်သူကကားပေါ်ထီသွားမိုးပေးပြီးတော့အဲ့ဒီကားဂိတ်ထီရောက်ပို့ပေးတယ်။လမ်းကူးလို့မရတဲ့သူသူတွဲပြီးကူးပေးတယ်။အဖိုးဖွားတွေသွားရင်ပစ္စည်းလေးတွေလိုက်တယ်ပြီးတယ်။ဒါသူသွားခိုင်းတာမဟုတ်ဘူး။သူ့အသူလုတ်ပေးခြင်း။အဲ့ဒီလုတ်ပေးခြင်းနဲ့ပျော်ရွှင်မှုတွေကဝင်တယ်။ဒါကြောင့်သခင်ရှုကပြောတယ်။ငါဒီသင်တို့ကိုချစ်သည့်နည်းတို့။သင်တို့အချင်းချင်းချစ်ကြလို့။ကိုနိုင်သူတစ်ပါးပြုတ်စီလို့ဒီတိုင်းသူတစ်ပါးနိုင်ပြုတ်ကြလို့။ ဒီနေ့ကိုယ်သူမြတ်ကူညီတာကြိုက်ရင် ကိုယ်လည်းသူမြတ်ကိုကူညီရကိုယ်သူမြတ်ပြုံးပြတာကြိုက်ရင် ကိုယ်လည်းသူမြတ်ကိုပြုံးပြကိုယ်သူမြတ်အားပေးစကားပြောတာကြိုက်ကိုယ်လည်းသူမြတ်ကိုအားပေးစကားပြောကိုယ်သူမြတ်ကချီးမွမ်းတာကြိုက်ကိုယ်လည်းသူတစ်ပါးကိုကိုထက်သာ၍ကောင်းတယ်လို့ချီးမွမ်းတယ်အဲဒီအတ္တတာဖျားသားသမီးဒီမှာရှိရတဲ့အတ္တတာပဲ တော်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာရည်စပီလာအသက်တာလုံးဝမဖြစ်မိပဲနဲ့ဖះရှိတဲ့အသက်တာနဲ့ကျွန်တော်အသက်ရှင်တဲ့အဲဒီဖះရဲ့အလင်းကိုအစင်သဖြင့်လင်းပြီးတော့ဝမ်းမြောက်ခြင်းကိုအစင်မြင်ယူဆောင်နိုင်တော့သူများဖြစ်ပါစေလို့အပီးရဲ့ဒီကုန်းချုပ်လို့လေကျွန်တော်ရောက်ချင်းစီတိုင်းဖះရှင်ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချင်ညာစီရောနှစ်ဖာကျေတော်ရင်းနဲ့မြန်မာဆန်တော်ချိန်ညနေ3:00ခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်တယ် ။နောက်ပါကျအဲ့မိုက်သောအမျိုးမင်းများတဲ့မှာငားရောက်မြောက်ကိုကျွတ်ဆက်ပြီးနားထောင်မှဖြစ်ပါတယ်။ဒီကနေ့ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all. ဆုတောင်းကောင်းချီးခံယူကြပါစို့။ခမီးတော်သားတော်သားရှင်တော်ဘုရင်တော်။သုံးမန်းစုဖျားထံတော်ပတ်မှကောင်းချီးဖျားပြသည်ကျေးဇူးတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သူတို့၎င်းဒီကနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်သီးသီးပေါ်သူတို့၎င်းမွန်းနေ့ကြောက်တဲ့ကရောသမီးအေးမိုးသူဖေနဲ့တကွမိသားစုများမွန်းနေ့ရှင်ရဲ့အသက်တာမှာစုံငင်တဲ့ကောင်းကြီးခံစားရသလို ဘုံတော်ဝင်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်တော့ကမင်္ဂလာနေ့ပါလေချဲ့တော့သူများစပြအိမ်အောင်တီထောင်တဲ့ဘုရားရဲ့ကောင်းကြီးခံစားရခြင်းစိတ်ုံမှာ ခွဲစိတ်ကုသမှုခံယူနေတဲ့ကိုစွတ်စိုးသာ၍ကြမှာစေခြင်းတပြုံပြုံဦးနဲ့တကွာအန်တီတော်သန်းတင်မှဆက်ကြမှာခြင်းလိုအပ်တော်သူများကျွန်တော်မပေါ်ပြပေမဲ့စိတ်ုံစိတ်ကမှာကုသမှုခံယူနေတဲ့သူအိမ်မှာစိတ်ကုသမှုခံယူနေတဲ့သူ အမျိုးမျိုးသောယောဂခံစားနေတဲ့သူတွေချမ်းမာခြင်းနဲ့အတူကျွန်တိုင်းမိမှာစစ်ပွဲတွေရပ်တန့်ခြင်း အနိဋ္ဌာယုံတွေဖယ်ရှားခြင်းငိုကြွေးပြီးတော့ဘေးဥပဒုက္ခတွေတွေ့ကြုံနေရတဲ့သူတွေဘေးဥပကလွတ်မြောက်ခြင်းတဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေဖယ်ရှားခြင်းမြန်မာပြည်နဲ့ကမ္ဘာကြီးမှာငြိမ်းချမ်းသာရခြင်းကြည့်ရှုနေတဲ့ online ပရိသတ်တွေရဲ့အိမ်သူအိမ်သားအားလုံးအတွက်ဘုရားရှင်ကာလအစမြဲတာဝန်ယူခြင်းနဲ့တကွာ အံ့ဩဖွယ်ကိုတော့ပြုမဲ့ဂရိတော်ကောင်းကြီးတို့သည်ယေရှုတဲ့ဓမ္မပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်မြဲကောင်းကြီးဖြစ်ပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတမန်ရှင်ယေရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာ၍ကောင်းကြီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့